ဆရာမတို့ပြီးခဲ့တဲ့ဗီဒီယိုမှာကလေးလေးတွေကိုမျိုးလုံးတန့်စင်တာမျက်နှာတန့်စင်တာနဲ့ခေါင်းရှော်နီးလေးတွေကိုပြသပေးသွားတာပဲဖြစ်ပါတယ်အခုဗီဒီယိုမှာတော့ကလေးလေးတွေကိုရေဘလိုချိုးရမလဲဆိုတာလက်တွေ့ပြသပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ကလေးလေးကိုရေချိုးပေးတော့မယ်ဆိုရင်ပထမခေါင်းလျှော်တဲ့ဗီဒီယိုမှာပြသထားသလိုပဲရေကိုအရင်စမ်းသပ်ရပါမယ်။ရေကပူလို့အင်းလို့မဖြစ်ရပါဘူး။မိမိရဲ့လက်အတွင်းသားလေးနဲ့စမ်းကြည့်ရပါမယ်။မိမိခံနိုင်တဲ့ပမာဏဆိုရင်ကလေးအတွက်အဆင်ပြေပါတယ်။ ကလေးလေးကိုစကင်ပြီဆိုရင်ခေါင်းရည်ဆက်ရည်ကိုမိမိရဲ့ရကင်ပေးရပါမယ်။ကြံလက်တစ်ဖက်ကတော့ကလေးလေးရဲ့တင်မကိုကင်ပေးထားရပါမယ်ရှင်။ကလေးကိုရေချိုးစလုံးနဲ့မထည့်ခင်မှာကလေးလက်မသွားအောင်ရေလေးနည်းနည်းနဲ့ကလေးရဲ့ရင်ဘတ်ပေါ်မှာဆမ်းပေးရပါမယ်။အဲ့ဒါပြီးရင်တော့ကလေးလေးကိုရေချိုးစလုံးနဲ့ကိုထည့်လို့ရပါပြီ။ကလေးရဲ့လေဘင်းရည်ဆက်ရည်ဂျိုင်းရည်ကိုမိမိရဲ့ရကင်ထားပြီးတော့အပေါ်မှာရေလေးနဲ့စတင်ပြီးတော့ ချိုးပေးပါတော့မယ်။ရချိုးစပြားလေးနဲ့ရချိုးပါမယ်။ဂျိုင်းကြားနေဝင်းကြားပေါင်ကြားတွေကိုတေချာစွာပတ်တိုက်ပေးရပါမယ်။ခလေးတွေအတွက်ရချိုးစပြားလေးချဲ့တော့မယ်ဆိုရင် မိုင်းဖြည့်ရမယ်။ခလေးသားရည်နဲ့တင်းတော်တဲ့ပစ္စည်းဖြည့်ရမယ်။ဟတ်တူတို့အသုံးပြုလို့ရတဲ့ product တွေကိုရွေးချယ်အသုံးပြုသင့်ပါတယ်ရှင်။ ပြီးရင်တော့စပြလေးကိုပြောင်းအောင်ဈေးချပေးရပါမယ်။ရှေ့ကိုဈေးပြောင်းအောင်ဈေးပြီးရင်ကျမတို့နောက်ကျောဘက်ကိုသွားပါမယ်။ဈိုင်းအောက်ကနေပြီးတော့ဘေဘီလေးရဲ့လက်ကိုကျမတို့ဒီလိုပုံစံနဲ့ယူပါမယ်။ပြီးရင်ကျမတို့ရဲ့လက်ပေါ်မှာမောက်ရည်လေးနေထားသွားပါမယ်။ပြီးရင်ကျွန်တော်တို့စပြထည့်ယူပါမယ်။ပြီးရင်တော့ ြေပြောင်းဆွချရပါမယ်ရှင်။ခလေးကိုစက်ပြာနဲ့ရေချိုးပြီးတဲ့အခါမှာရေတန့်နဲ့ထပ်ပြီးတန့်စင်ပေးဖို့လိုပါတယ်။ခလေးကိုရေချိုးပြီးတဲ့အခါမှာရေချောင်းတုပ်ပေးရပါမယ်။ရေချောင်းတုပ်ပေးဖို့အတွက်ဆရာမတို့တာဝယ်လေးလိုပါတယ်။တာဝယ်လေးနဲ့ခလေးရဲ့မျက်နှာလေးတွေကို အရင်တုပ်ပေးရပါမယ်။ချင်းချင်းစွာတုပ်ပေးဖို့လိုပါတယ်။ဒီကလေးရဲ့နားလေးတွေကိုတုပ်ပေးရပါမယ်။လေပင်ချားလေးတွေကိုတုပ်ပေးပါမယ်။ ဂျိုင်းကြားလေးတွေတုပ်ပါမယ်။ပေါင်ချံလေးတွေကိုတုပ်ပေးပါမယ်။ရေကို6သူရောင်တုပ်ပေးရပါမယ်။ရေမ6ဘူးဆိုရင်ကလေးရဲ့အသားရေရီတက်ပွန်တက်တဲ့အတွက်ကြောင့်ပါ။ဒီဗီဒီယိုလေးကတော့ကလေးရဲ့ချွန်းနီးဆင်းဆင်းကိုလက်တွေ့ပြသပေးသွားပဲဖြစ်ပါရဲ့ရှင်။နောက်ဗီဒီယိုမှာကလေးနီးထုံနီးဒိုင်ပါလဲနီးတွေကိုဆက်လက်ပြသပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။